မနေ့ပြန်အော်တိုဘာလ24ရက်နေ့တောက်ကြနေအတွက်နောက်ဆော်ရမူလဝတ္တာခမှန်ချက်တွေကိုဆက်လက်တင်ဆက်ပေးပါမယ်ရှင်။ဘင်္ဂလားပြည်နယ်အော်မှာမုန်တိုင်းတစ်ခုဖြစ်ပေါ်လာနိုင်ဖို့အလားအလာရှိနေပြီးမြောက်လေအေးတွေကလည်းစတင်ဝင်ရောက်လာပြီးဖြစ်ပါတယ်။ဘင်္ဂလားပြည်နယ်အော်အတွင်းမူလဝတ္တာချင်းတွေကြောင့်အော်တိုဘာလ29ရက်နေ့နောက်ပိုင်းကနေနိုဝင်ဘာလပထမပတ်ထိရှမ်းပြည်နယ်ကလွယ်ပြီးကျန်းပြည်နယ်နဲ့တိုင်းပြည်မှာမိုးလွန်ကာလရွာသွန်းမြေမူရီကြိမ်ထက်မိုးပေါနေမှာဖြစ်ပါတယ်။ တောက်တရုတ်ပင်လယ်ကနေအစာပြုခဲ့တဲ့ဖန်ရှန်ပူပိုင်းမှုန်တိုင်းဟာ BNN ကုန်တွင်းဘက်ကိုဝင်ရောက်နေပြီးအပြော့ပြက်ပြဲသွားတော့မှာပါအဲ့ဒီဖန်ရှန်မှုန်တိုင်းရဲ့အရှိန်ဟာမြန်မာနိုင်ငံပေါ်အနေငယ်တရားမှုရှိနေမှာပဲဖြစ်ပါတယ်မင်းက်ပြံမှာမိုးနှင်းငယ်ရွာနိုင်တဲ့ဒေသတွေကိုခတ်မှန်တိဆက်ရရင်ချင်းအေယာဝတီတိုင်းရန်ကုန်တိုင်းနဲ့တနင်္သာရီတိုင်းတို့ပဲဖြစ်ပါရဲ့ရှင်ကချင်ရှမ်းပြည်မြောက်ပိုင်းနဲ့တောက်ပိုင်းကရင်နီပြည်တို့မှာတော့တိတ်တင့်တင့်ကနေတိတ်ထူထန်နိုင်ပါတယ်ထူးခြားမှုလို့ပဲသာဖြစ်စင်းနေအနေနဲ့ကချင်နဲ့စကိုင်းတိုင်းတွင်မှာ ဆောင်းမှုကဲ့သို့မူဖွဲ့ရွာနိုင်ပြီးဖားကန်ခန်တီနဲ့မြစ်ကြီးနားမျိုးတွေကတော့အထူးသတိပြုရမှာပဲဖြစ်ပါတယ်ရာသီအခုပြောင်းမှာဆောင်းမွေးရသုံးမှုဟာဖြန်းနာမှုတွေဖြစ်ပေါ်တတ်တာမလို့နွနွထွထွနေထိုင်ကြဖို့အကြံပြုလိုပါတယ်ရှင်။တနင်္လာရီတိုင်းကော့တောင်မြို့မှာတော့မိုးနှင်းငယ်ကနေနေရာကွက်ကြောင်မှုများနိုင်တာကြောင့်သတိပြုသွားလာကြဖို့တိုက်တွန်းလိုပါတယ်ရှင်။ မြမပေလေပြင်မှာတော့ line နဲ့ကနေ line တင်းတင်းသာရှိနိုင်ပြီး line မြင်ပေဟာ၄ပေကနေ၆ပေခန့်သာရှိနိုင်တာကြောင့်ပင်လေပြင်ခရီးသွားတွေနဲ့ကန်နီကန်ဝေးရေလောက်သားကြီးတွေအတွက်စွေးဘူဝံဘွေရနေ့ရက်တစ်ခုမဟုတ်ကြောင်းသတင်းောက်ပါလို့ပါရဲ့ရှင်။မိုးလေဝသဖြစ်စဉ်တွေဟာချိန်နဲ့မျှပြောင်းလဲလေးရှိပါတယ်။ဒါကြောင့်နောက်ဆုံးရမိုးလေဝသခန့်မှန်ချက်တွေကိုအမြဲတည့်ဆက်ပေးနေတဲ့ကျမတို့ CJ platform ရဲ့မိုးလေဝသခန့်မှန်ချက်တွေကိုဆက်လက်ဆက်ကြည့်ပေးကြပါလို့မြစ်တရရခန့်အပါရဲ့ရှင်။